မွတ်စလင်ရဲ့အစလက်ပြုံလိုက်တက်ဖြက်ခံရတယ်ဆိုတဲ့ဆဆွဲရှိတဲ့အတွက်ထန်းချောက်ခွန်ရကို ကိုတိုင်လာရောက်စစ်ဆေးဖို့ကုလကိုစလေကိုအာရခတ်တော်တမှုရှုပ်ဘူရှုပ်ထွန်းမြင့်နိုင်ကဖိတ်ခေါ်လိုက်ပါတယ်။ပုဇိတော်မျိုးနဲ့ထန်းချောက်ခွန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မရှင်းမလင်းဖြစ်နေတဲ့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုစလေသောမတ်ဟန်ဒာအန်ဒရူးကိုရခိုင်ပြည်အတွက်ကိုတိုင်လာရောက်စစ်ဆေးဖို့ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။အဲ့ဒီအကြောင်းကကိုအောက်တိုဘာ20ရက်က ကုလသမဂ္ဂထရေညီလာခံကိုတင်တဲ့အထုကိုစလေအန်ဒရူရဲ့အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်အထုကိုစလေဘက်ကလည်းမွတ်စလင်တွေအပါအဝင်ရခိုင်ပြည်ကလူသားအလုံးရဲ့အရှိခံလူခွင့်ရေးကိုအများပြည်သူရှေ့မှာအတည်ပြုဖို့အာရခတတ်တော်တပ်သားတွေကိုမွတ်စလင်အယက်သားတွေအပေါ်လူခွင့်ရေးရှုဖောက်တာတွေမပြုလုပ်ဖို့တောင်းဆိုထားတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်အဲ့ဒါပြင်ခရီးသွားလာခွင့်နဲ့တမင်ဝမ်းကြောင်းဆိုင်ရာကန့်သတ်မှုတွေကိုရုပ်သိမ်းဖို့ရဇဝတ်မှုတွေကျူးလွန်သူတွေအတွက်တာဝန်ရှိစေဖို့နဲ့ မွတ်စလင်ကောင်းဆောင်တွေနဲ့ဆွေးနွေးဖို့နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့စုံစမ်းဆက်ဆင်းမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့တောင်းဆိုထားတာပါဘုဇိတာမောင်တော်မြို့နယ်အတွင်းမှာလူခွင့်ရှုဖောက်မှုတွေအတွက်အရခတ်တက်တော်ကိုဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီးဆက်ဆွဲခဲ့တာကြောင့်အရခတ်တက်တော်ဘက်မှငြင်းဆန်ခဲ့တယ်လို့လည်းအန်ဒရူးကအစီရင်ခံစာမှာဆိုထားပါတယ်၂024ခုနှစ်မေလ၂ရက်မှာဘုဇိတာမြို့နယ်ထန်းရှောက်ကွန်ကျေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်သားအပါအဝင်စစ်တင်နောက်ဆင်းမွတ်စလင်တပ်သားတရာကျော်တေဆုံးခဲ့တယ်လို့အေထံ73မှာပြဖန်းစစ်ခံထားရတဲ့ စကားကဆန်ကဒုတမမှုပြောဆိုထားပါတယ်။သို့ပေမဲ့ပြပရောက်မွစလင်ရဲ့တကြလှုပ်ရှားသူတွေကထားချက်ကိုကြည့်ရမှာမွစလင်ရှားဝါကျော်အေကတပ်ပြခဲ့တယ်လို့ဆက်ဆွဲထားကြပါတယ်။ဒီခါပြည်အတွင်းအာရခတ်တော်နဲ့စက်ကောင်စီအပြင်မွစလင်လက်နက်ကင်တွေရဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဒီကြောင့်2025ခုနှစ်အတွင်းမှာမွစလင်တသိန်းခွဲလောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေကိုထွက်ပြေးသွားတယ်လို့အစိုးရကမှဖော်ပြထားပါတယ်။စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းရခိုင်ပြည်တွင်းရဲတပ်တွေထိခိုက်တိုက်ဆုံမှုတွေရှိနေပြီးစက်ကောင်စီနဲ့မွစလင်လက်နက်ကင်တွေက မစလင်လူငယ်အမျိုးသားတွေကိုအာရခတ်တော်ကိုတိုက်ခိုက်ဖို့အတင်းအဓမ္မဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့လည်းဆိုထားပါတယ်။အာရခတ်တော်ကိုတိုက်ခိုက်ဖို့မစလင်လက်နက်ကင်တွေကိုစက်ကောင်စီကနောက်ကကနေကူညီပြီးဒုက္ခသည်စခန်းတွေကိုအရှိခံပြီးတော့မစလင်အရသားတွေပေါ်အကြမ်းဖက်မှုတွေကျူးလွန်နေတယ်လို့လည်းဖော်ပြထားတာပါ။မစလင်လက်နက်ကင်အဖွဲ့တွေဖြစ်တဲ့အာဆာနဲ့ RSO တို့ဟာရခိုင်အရသားနေအိမ်ယာနဲ့ရှိကိုမိရှုဖြစ်စီခဲ့တာနဲ့အရသားတွေကိုတပ်ဖြတ်တာတွေပြုလုပ်ခဲ့တယ်လို့လည်းအစီအခံစာမှာရေးသားထားတာတွေ့ရပါတယ်ခင်ဗျာ။